ပရီးမီးယားလိချန်ပီယံစုအတွက်လီဗာပူးကိုစိန်ခေါ်လိုက်တဲ့အာဒီတာအာဆနယ်အသင်းရဲ့နေပြဖြစ်သူမီကယ်အာဒီတာကတနင်္ဂနွေနေ့ညကနယူကာဆယ်ယူနိုက်တက်အသင်းကိုနောက်ကျသွင်းကိုရီနဲ့အနိုင်ရခဲ့ပြီးရနောက်သူတို့အသင်းကနောက်တစ်ဆင့်ကို ရောက်ရှိသွားပြီဆိုပြီးတော့ပြောဆိုသွားခဲ့ပါတယ်စိန့်ဂျိမ်းပေါကွင်းမှာကစားခဲ့တဲ့အဲဒီပွဲမှာအာဆနယ်အသင်းအနေနဲ့ပထမပိုင်းမှာဖီနယ်ရီရနိုင်မဲ့အခွင့်အရေးကိုငင်းဆန်ခြင်းခံခဲ့ရပြီးရနောက် ပွဲအစားအနေနဲ့တိဆောက်လာခဲ့တဲ့အချိန်အဟောင်းအားလုံးက 34မိနစ်မှာ Nick Forty Meter ရဲ့လှပတဲ့ဂေါင်တိုက်ကိုကြောင့်ပျက်စီးသွားခဲ့တာဖြစ်ပါတယ်။ ။အရှင်ရလည်းအာဆနယ်အသင်းကနယူကာဆယ်အိမ်ခွင်းကို၃ချိန်သွားရောက်ရှင်ပြိုင်ကစားရမှာတကူမှမသွင်းနိုင်ပေမယ့်ရှုံးနေခဲ့ဖို့ရာကြောင့်ဒီတစ်ချိန်မှာလည်းနောက်ထပ်စိတ်ပြတ်ဖွယ်ရှုံးပွဲကိုထပ်မံပြီးတော့ကြုံတွေ့ဖို့နှိစက်ခဲ့ပါတယ်။ဒါပေမဲ့အာဆနယ်အသင်းကဒုတိယပိုင်းမှာကစားအားပိုတင်လာခဲ့ပြီးတော့ခြေပါကူရနိုင်ဖို့ဖိအားပေးကစားခဲ့ပါတယ်။အာဆနယ်ရဲ့ဖိအားပေးကစားပုံကနောက်ဆုံးမှာတော့သူတို့အတွက်အောင်မြင်မှုလမ်းကြောင်းပေါ်ရောက်ရှိစေခဲ့တယ်လို့ဆိုရပါမယ်။ တောင်ကံပေါ်နှလုံးကနေတဆင့်ခေါင်းတိုက်ကိုနှစ်ကိုသွင်းနိုင်ခဲ့ပြီးတော့အဖိုးတန်သုံးမှတ်ကိုသိမ်းပိုက်နိုင်ခဲ့ပါတယ်။ဒီနိုင်ပွဲဟာအာဆနယ်အသင်းအတွက်တော့နယူးကာဆယ်နဲ့သူတို့အကြားကဆိုးရွားတဲ့မတ်တမ်းကိုခြေဖျက်နိုင်ခဲ့တဲ့အပြင်ပရီးမီးယားလိဂ်ချန်ပီယံဆုကိုစိန်ခေါ်နိုင်ဖို့လည်းမျှော်လင့်ချက်ပြန်လည်ပြီးတော့ရှင်သန်စေခဲ့ပါတယ်။လက်ရှိမှာအမှတ်ပေးစရာကိုဦးဆောင်နေတဲ့လီဗာပူးအသင်းက ခရစ်စတိုဘယ်လစ်အသင်းကိုရှုံးနိမ့်ခဲ့တာကြောင့်လီဗာပူးအသင်းရဲ့အရာဒီအဆအမှတ်တမ်းကောင်းပါဆိုတော့ရတန်သွန်ခဲ့ရပြီးတော့ချန်ပီယံစုအတွက်ပြန်ပတ်အသင်းတွေကို လိုက်မိဖို့အခွင့်ရေးပေးခဲ့တယ်လို့ဖြစ်သွားခဲ့ပါတယ်။အရီဒွအာဒီတာကပွဲအပြီးမှာပျော်ရွှင်နေတဲ့လေတံနဲ့အခုလိုပဲပြောဆိုသွားခဲ့ပါတယ်။ယာဒီအစမှာကျွန်တော်တို့စတင်ပုံအားရစရာမကောင်းခဲ့တာရဲ့ပွဲချက်တွေကြုံခဲ့ရတဲ့ကြောင့်ဒီယာဒီမှာခက်ခဲတဲ့အခိုက်အတန့်အခြေအနေရှိခဲ့ပါတယ်။ဒါပေမဲ့ဒီနေ့မှာတော့ အမှတ်ကွန်ဟမှုကိုရှင်းချဖို့အခွင့်အရေးရခဲ့ပါတယ်။ပြီးတော့အရင်တော့ကျွန်တော်တို့အတွက်ခက်ခဲတဲ့အခြေအနေတွေရှိခဲ့ဘူးတဲ့ကိုရင်ကြီးမှာလှုပ်ဆောင်နိုင်ခဲ့တာကအတင်းကဘလောက်ထိစုဖလားလို့ကျနေစရာကိုပြသနိုင်ရလို့ကျွန်တော်ထင်ပါတယ်။ ကျွန်တော်တို့နောက်တစ်ဆင့်ထလန်းနိုင်ဖို့အတွက်ဆွေးနွေးခဲ့ကြပါတယ်။အဲလိုဖြစ်ဖို့ဆိုရင်ပထမဆုံးအနေနဲ့အတိတ်ကနေသင်ယူရမှာပါ။အခုတော့ဒီကွင်းမှာရှိခဲ့ဖို့တဲ့ခက်ခဲတဲ့အမတ်တရားတွေ၊နာကျင်စရာအခိုက်အတန့်တွေကနေသင်ငန်းစာတချို့ယူနိုင်ခဲ့တာသိကြပါတယ်။ဒီနေ့ပွဲကရာသီအစောပိုင်းမှာတင်ပွဲချက်တွေကစားခဲ့ရပြီးတဲ့နောက်မှာ Premier League ရဲ့အရန်ရေးပါတဲ့တပတ်တာကာလအတွင်းမှာ ကျွန်တော်တို့ဘယ်သူလဲဘာဖြစ်ချင်လဲကျွန်တော်တို့ရဲ့ရည်မှန်းချက်နဲ့ကစားချင်တဲ့ပုံစံကဘာလဲဆိုတာကိုပြသဖို့အတွက် အခွင့်အရေးတစ်ခုဖြစ်ခဲ့ပါတယ်။အတင်းကဒီနေ့မှထူးခြားတဲ့နိလန်းနဲ့အရာကိုလုံးဆောင်နိုင်ခဲ့ရလို့ကျွန်တော်ထင်ပါတယ်။ဆိုပြီးတော့အာတီတာကပြောဆိုခဲ့ပါတယ်။တကယ်လဲအာဆနယ်အသင်းကရာသီအစမှာရင်ဆိုင်ရခဲ့တဲ့ပြိုင်ဘက်တွေနဲ့စတင်ပြီးတော့တွေးဆခဲ့ရပါတယ်။တကယ်လို့ထိတ်ဆုံးတဲ့တင်းတဲ့ရောက်လေးသင်းကိုရင်ဆိုင်ခဲ့ရပြီးတဲ့အချိန်မှာတော့အာဆနယ်အသင်းက၆ပွဲရနေပြီးတော့၃မှတ်ရရှိထားတာလည်းဖြစ်ပါတယ်။ လီဗာပူးအသင်းကတော့ပြီးခဲ့တဲ့ရာသီကအဆင့်6ထက်ပိုနေတဲ့အသင်းနှစ်သင်းကိုသာကစားခဲ့ရပြီးမယ်အာဆင်နယ်ထက်နှစ်မှတ်သာပိုပြီးတော့ရရှိထားတာလည်းဖြစ်ပါတယ်အဲ့ဒီအတွက်ပရီးမီးယားလိချန်ပီယံလူပွဲကတဖြည်းဖြည်းပိုပြီးတော့စိတ်ဝင်စားစရာကောင်းနေပြီလို့ဆိုရမှာဖြစ်ပါတယ်ဝမ်တလီချန်နယ်ကနေပြီးတော့နောက်ဆုံးရအကစားတရင်အချောင်းရာတွေကိုအချိန်နဲ့တပြေးညီတင်ဆက်ပေးနေပါရယ် Like and Share လေးနဲ့အားပေးသွားဖို့လဲတောင်းဆိုချင်ပါတယ်ရှင်